ကျွန်တော်ဘယ်လိုကြည့်ရလဲကျွန်တော်ရွာမှာအခုလို ready made မရှိဘူးတေလာ made လို့ခေါ်တဲ့ဆက်ဆိုင်အားရရွာ6ရွာမှာဆက်ကလေးတစ်လုံးမှရှိတယ်ဆက်ဆရာကကူးသန်းတယ်နရွက်မှာခဲရန်ကြီးကြီးထိုးတာခါမှာကျင်တွယ်ကြီးနဲ့ပေကျိုးရယ်ချိတ်ထားသူဆက်တဆက်ဆက်ရှိတော့ဘူကြကျင်နိုင်ကြနေပေါ့ဦးသန်းစီအထက်အင်ကြီးသွားအားရတကြီးအားအစလှဲသမားအထိတ် ကျွန်တော်တို့ခလေးတွေပါမကြမ်းတရွာလုံးကအင်ဂျီစားကိုယူသွားပြီးသူ့စီသွားကရောင်းကြိုက်အင်ဂျီအပေါ်ချွတ်ပြီးလက်ကားပေးထားအနိုင်ကျင့်ရင်နိုင်ကျင့်600မှာ10ရှိတာဒီဆက်ကလည်းဝယ်ထားတာမဟုတ်ဂျပန်ခေတ်တုန်းကအမိုက်ပုံနဲ့ကောက်ရတဲ့ဆက်တကြီးကလာပြီးလှုပ်ရတယ်မင်းကွာအင်ဂျီအတိုင်းပေးရရဲ့သန်းနဲ့ငသန်းရဲ့ရဘူးဗျာတကြီးရဲ့ခမရရဲ့တကြီးရဲ့ဓာတ်ကျုပ်ချုပ်တဲ့လူရဲ့ဓာတ်နဲ့ဟာပိတ်ဆက်ရဲ့ဓာတ် ောဒီဆက်ရက်ဓာတ်ဓာတ်လေးပါးစုံမှာအင်ဂျီကောင်ထွက်တယ်။ဟုတ်လားမဟုတ်လားမသိဘူး။တကြီးရတယ်သူချုပ်မပေးမဝဲရတော့ဒီလိုကြီးပဲကြောင်ကြိုက်ချာ။တကြီးဒီနဲ့ပိန်လိုက်လာခင်ဗျာစားအောင်နဲ့တူတယ်ပေါ့။မင်းလည်းမပါဘူးကွာ။တိုင်းမှာတိုင်းစမ်းမှာပေါ့။ဒေါ်လာရွှေတဲ့သူမိမကစာမတက်ရှာဘူးခဲတာကြီးစရိဆွတ်ဆွတ်ပြီးစောင့်တယ်လင်ကပြောတာစောင့်။ယောက်ျားတိုင်းတကြီးလက်ရှိ26လက်မှာ မိမရေးတယ်တကြီးလက်ရှိ2600တကြီးခါ40တကြီးခါ4000နဲ့ရေးထားတာတုံညသူ့စိတ်ထဲပေါ်တန်းထိုးနေရပဲအဲ့ဒီလက်ရွှေနဲ့အဲ့ဒီဦးလေးတန်းနဲ့ဘယ်လိုတိုင်မင်လဲမသိဘူးအင်ဂျီယာတော့ထွက်တယ်အင်ဂျီယာထွက်တာ तू ကမကောင်းတာနှစ်မျိုးထွက်တယ် तू ကလေကရုံးမဲ့ तू ကချုပ်တခြားမချုပ်ကော်လာနဲ့သွားချုပ်ရင်ဒုံးတဲ့တောင်လိုက်ရိုက်မတတ်စိတ်ဆိုးတယ် မင်းတို့ကနေချက်တဲတုခိုးတာဘူးကွာဒါအင်္ဂလိပ်အင်ဂျီခေါ်တယ်ကွာလေကတော့မှတို့ဗမာအင်ဂျီဩဟုတ်ကဲ့ပါမျိုးချက်စစ်ချက်ကပါသေးတယ်သူကနှစ်ခုပဲဟဲ့ဒီအပေါ်ဆုံးကဟဲ့ဒီကျဲသေးတယ်ဒီအပေါက်နဲ့တဲ့တာယူမလားအဲ့ဒါဆိုရင်အောက်ကမတဲ့ဘူးအောက်ကချက်ချက်ရရလိုချင်တော့အပေါ်ကဒီလိုဖြစ်နေမယ်မကောင်းတဲ့နှစ်ခုတည်းကတစ်ခုရွေးကိုယ်သဘောပဲအဲ့ဒါတော့ ဥတန်းရဲ့ဒီမိုကရေစီပေါ့နော်ဥတန်းဒီမိုကရေစီဆိုတော့အဲ့ဒီနှစ်ခုရဲ့ရွေးရတာပဲကျွန်တော်ဦးလေးချမ်းသာသွားပြီအခုတည်းကဦးလေးတန်းကြီးကဒီမိုကရေစီငါးဆက်နဲ့ကဆုံးပြီသို့တော့ဟိုးရန်ကုန်ရောက်တာတော့ဦးလေးတန်းအင်ဂျီကိုရန်ကုန်ကလှမ်းပြီးချုပ်ခိုင်းတယ်တနိုင်ငံလုံးအတက်ချုပ်တာတဲ့ဦးလေးတန်းတယောက်စောင်းတာငါအဲ့ဒါကြိုက်တာတဲ့အဲ့ဒါလို့အဆောင်ကြိုက်တဲ့လူတွေလည်းရှိသေးတယ်နော်ဒါပါတော့ အခုတော့ ready made ဖြစ်သွားပြီ clothing democracy လို့ခေါ်တဲ့အဝတ်ထည် democracy ခေတ်ရောက်လာပြီတန်ဘောဆွဲချပြီးမှန်ကန်လေးတွေဝင်သွားဝတ်လို့တော်ပြီဆိုပတ်စံပေးလို့ခေတ်ရတယ်ခေတ်ရောက်လာပြီ